ဝဒီကပ်မင်္ဂလာပါနော်ဆိုတော့ဒီနေ့ကျွန်တော်တို့အင်္ဂလိပ်ဝေကျတင်စားပုံကိုအသုံးချပြီးတော့မှထိုင်းစကားပြောကြည့်ကြမယ်ကျွန်တော်တို့တကယ်တမ်းကြတော့လေထိုင်းစကားပြောတဲ့အခါမှာနစ်စနစ်ကတည်ထားတယ်ဆိုလို့ရှိရင်စကားပြောတာကကျွန်တော်တို့ထင်သလားမခက်ခဲဘူးပေါ့နော်ဆိုတော့ဒီချာလေးလာကြည့်ရမယ်ဆိုတော့ဒီနေ့ကျွန်တော်အသုံးချမဲ့ဝေကျကကြတော့ non object ပေါ့ကဲနန်စားကိုအပြုခံအနေနဲ့အသုံးချတော့မှဖြစ်တယ်ဆိုတော့အဓိကအသုံးချရမယ့်နစ်စနစ်ကကြတော့ကျွန်တော်တို့ဘာ plus object ပေါ့နော်ဘာ plus object နဲ့သုံးမယ်မြန်မာလို့ဆိုလို့ရှိရင် ကရိယာအပေါင်းအပြုခံနိုင်စားပေါ့ပြုခံနိုင်စားဆိုပြီးတုံချမယ်ဆိုတော့အဓိကကျွန်တော်ဒီစကားကိုဒီလိုမျိုးတုံတိုက်သွားတယ်ဆိုလို့ရှိရင်ကိုယ့်ဘာသာစကားလို့ပြောလို့ရတယ်ပေါ့နော်တိရှာဖောက်ခနဲ့ဖောက်ခနဲ့ပြောထွက်အောင်လုပ်လို့ရတယ်စစမ်းကြည့်ကြမယ်ဆိုတော့ကျွန်တော်တို့အဓိကသိထားမှာ၂ချက်ရှိတယ်အဓိကသိထားမှာ၂ချက်ရှိတယ်နံပါတ်၁ပါလဲဆိုလို့ရှိရင်စကလုံးအမျိုးအစားကိုခွဲခြားပြီးသိရမယ်ဒါကရိယာဒါနံဆိုတာခွဲခြားပြီးသိရမယ်မတိတိဘူးဆိုလို့ရှိရင်ကျွန်တော်ပြင်မှာအများကြီးရှိတယ်ပေါ့နော်ဝင်ပြီးလေ့လာလို့ရတယ်ဆိုတော့သိထားပြီဆိုလို့ရှိရင်နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင် ကရိယာကိုဘယ်နှမှာထားမယ်နာမ်ကိုဘယ်နှမှာထားမယ်ဆိုတဲ့စကားပြောနေစနစ်တဒါလောက်ကိုတင်းအပြင်ဒီနှစ်ချက်ကိုသိပြီဆိုလို့ရှိရင်ကိုစကားလို့ပြောလို့ရပြောကြည့်ကြမယ်ကျွန်တော်ဆိုပါတော့ကျွန်တော်ဥပမာပေးမယ်နော်ဆိုလို့ရှိရင်အာတီဝဲချားကိုအသုံးပေါ်တဲ့ပါလို့လဲဆိုလို့ရှိရင်အပြုကန်တန်စားကိုအသုံးချတဲ့အခါမှာ object ကိုအသုံးချတဲ့အခါမှာ verb လို့ခေါ်တဲ့ကရိယာရဲ့နာမ်အမြဲတမ်းလေးပေးရဒါထိုင်စကားပေါ့နော်မှတ်ထားနော် verb ဆိုတဲ့ကရိယာနာမ် object လို့ခေါ်တဲ့အပြုကန်တန်စားကိုအမြဲတမ်းလေးပေးရဆိုတော့ဥပမာကျွန်တော်ကိုပြောတော့ဆိုကျွန်တော်ကိုပြောတော့ဆိုတဲ့စကား ျွန်တော်ကပြောတော့ကျွန်တော်အပြုတ်ခံရမှာအဲကြောင့်မလို့ကရိယာရဲ့နောက်မှာထည့်ရမှာဒီစကားမှာကျွန်တော်ပါတယ်ပြောတယ်ဆိုတော့ပါဆိုတော့ပြောတာကပေါ့ဆိုတော့ကျွန်တော်ကကရိယာနောက်မှာ object နဲ့လိုက်တယ်ဆိုလို့ရှိရင်ဘော့ဖုံနော်ဇာနာဘော့ဖုံနာကျွန်တော်ပြောတော့ဘော့ဖုံနာကျွန်တော်ပြောတော့အဲ့လိုဖြစ်သွားဆိုတော့နောက်တစ်ခုအဲသူ့ကိုခေါ်နော်ဆိုလို့ရှိရင်သူ့ကိုခေါ်ဆိုတာသူ့ဆိုတာခေါ်ခေါ်ဆိုတာလေးကကရိယာသိထားဖို့လိုတယ်သူ့ကိုခေါ်နော်ဆိုလို့ရှိရင်သူဟာအပြုတ်ခံအခုခံရမှာမို့လို့လေးကနာကထည့်ရဆိုတော့ ตุกขอนอสุดยอดจีบะเรียกขอนา เรียกขอนาตุกขอนอนาสุดอันอบะเนาะเรียกขอนาครับอันนี้สนาดกับประตูกเปเลยประตูกเปเลยประตูสุดาใครไม่คนนั้นซะเปิดาก็ให้สรุปสิ่งที่กับประตูกเปเลยสุดาอะเปิดแค่ประตูไม่ทำหรอกออบเจนี่ยามาตรงอามาสรุปสิ่งกันที่ใหญ่นามาทีเลยามาให้ใครครับให้ใครครับประตูกเปเลยเฮียลืมเนาะสนาดกับอ่าจโนโก ကိုနော်ကျွန်တော်ကောကိုနော်ဆိုလို့ရှိရင်ကျွန်တော်ကကိုဆိုလို့ရှိရင်ကျွန်တော်ဟာအကူခံရမှာအကူခံရမှာဖြစ်တဲ့အတွက်ကိုရဲဆိုတာရွှဲရွှဲဆိုတဲ့စကားရဲ့နာမှာဖုံဆိုတဲ့ကျွန်တော်ကိုထည့်လိုက်တာရွှဲဖုံနခရွှဲဖုံနခကျွန်တော်ကောကိုနော်ဆိုပြီးတက်ပြီးရသွားအရန်တွေကိုတယ်ဗောနော်ရိုးချင်းတယ်ကျွန်တော်ကအကိုကိုမေးပါအကိုကိုသွားမေးပါဆိုတော့အကိုကိုသွားမေးပါဆိုလို့ရှိရင်အကိုဆိုတဲ့တယောက်ဟာအမေခံရမှာမလို့ကိုဖေးလို့ခေါ်တယ်သွားမေးတယ်ဆိုလို့ရှိရင်ပိုက်ထားပုံလေတော့ပိုက်ထားပြီးခပိုက်ထားပြီးခ ကိုကိုသွားမေးပါဆိုတိပြရပါနောက်တစ်ခါအလုံးလုံးတယ်ဆိုတဲ့စကားကျွန်တော်အလုံးလုံးတယ်အများအားပဲသိတာကထမငန်လို့သိထားနာမည်အလုံးဆိုတာဘာလဲလုံးတယ်ဆိုတာဘာလဲမခွဲတယ်ဘူးဆိုတော့အလုံးလုံးတယ်ဆိုတဲ့စကားအလုံးအလုံးတယ်မှာအလုံးဟာနောင်လုံးတာဟာဘာကရိယာဆိုတော့အဲ့ဒီနောင်ဟာ object နဲ့သုံးထားတယ် sorry အပြုခံနဲ့သုံးထားတယ်ဆိုလို့ရှိရင်အဲလုံးတယ်ထမ်းမြန်နောက်မှာငန်ဆိုတာထိလိုက်တာထမ်းငန်အလုံးလုံးတယ်လို့ဒီပြရပါဘူးနော်ဆိုတော့ နောက်တစ်ခါတမင်စားတယ်ဆိုရင်ဟာတမင်စားတယ်ဂင်ခါလို့ကျွန်တော်သိထားတယ်။ဂင်ခါလို့သိထားတဲ့အခါကျတော့မြန်မာစကားကกินဆိုတာစားတယ်ခါဆိုတာတမင်လို့မသိကြဘူး။ဆိုတော့ကျွန်တော်မင်းနဲ့ဖိုက်တဲ့အခါမှာခါဆိုတာတမင်กินဆိုတာစားလို့သိတဲ့ရှင်မှာกินခါဆိုလို့ရှင်စားတမင်ပေါ်အဲ့လိုပါတတ်တယ်တော့လေ no မဟုတ်ဘူး။တမင်စားတယ်ဆိုတာဟာတမင်ဟာခါဆိုတဲ့နော်ဟာစားတယ်ဆိုတဲ့ verb ပြည့်အစားရှင်ကိုခံရတာမဟုတ်လို့ object နေရာမှာထည့်ရတယ်ဆိုလို့ရှင်တမင်စားတယ်ဆိုလို့ရှင်กินခါဆိုပြီးဖြစ်သွားတာ။ စာထမင်းမမပြန်အောင်နော်ထမင်းစာလိုက်ကင်ခေါဆိုဖြစ်သွားဒါဟာ object နေရာတုံးတာပါခင်ဗျာဆိုတော့မင်းတို့အနေနဲ့ခင်စကားပြတဲ့အခါမှာခုနလိုမျိုးအာအင်္ဂလိပ်တိစောက်တဲ့ဝေကြတယ်နဲ့အင်္ဂလိပ်ဝေကြတိစောက်တဲ့ပုံစံနဲ့တုံးလို့ရှိရင်အဆင်ပြေလိမ့်မယ်ပေါ့နော်ဆိုတော့ဥပမာနဲ့တုံးကြည့်ကြမယ်ကျွန်တော်မုံဝယ်တယ်ဆိုလို့ရှိရင်မုံဝယ်တယ်နှလုံးပဲပြင်ပါမုံကမုံကကျွန်တော်ခဏုံလို့ခေါ်တယ်ဝေလာကစဲလို့ခေါ်တယ် မုံဝင်တယ်ဆိုလို့ရှိရင်မုံကအဝေခံရတာအဲ့ဒီနောင်ကအဝေခံရတာအပြုခံရ object နေတာတုံးတာဆိုတော့ဇေကနုံခါခနုံစိုးလို့တော့ပြောလို့မရဘူးခနုံဇေတော့ပြောလို့မရဘူးဇေခနုံခါနောက်တစ်ခါအမေကိုတတိယရတယ်ဆိုရင်နော်အမေဆိုတာမဲတည်တာတတိယဆိုတာ kidding ဆိုလို့ရှိရင်အမေကတတိယချင်းခံရတာမဟုတ်လို့ object နေတာမှာ kidding မဲခါအမေကိုတတိယဆက်နောက်တစ်ခါအာဆရာဝန်ပြားတယ်ကျွန်တော်တို့မှာဆိုစိတ်ခံပြားလို့ခေါ်တယ်ဒါပေမဲ့သူတို့မှာဆရာဝန်ပြားတယ်လို့တုံးတယ်နော်ဘုရားဟာလာမတူဘူး ဆံဝင်ပြားတယ်ဆိုလို့ရှိရင်ဆံဝင်ဟာမော်လို့ခေါ်တယ်ပြားတာကကြတော့အာဟာနဲ့သုံးသွားတယ်ရှာဖယ်တယ်ဆံဝင်ရှာတယ်လို့သုံးတယ်သူတို့ကနော်ကျွန်တော်တို့မှာစိတ်ခံပြားတယ်သူတို့မှာဆံဝင်ရှာတယ်လို့သုံးဆိုတော့ဟာဆိုတဲ့ကိရိယာနာမှာဆံဝင်ကအရှာခံရတာမလို့ဟာမော်ခပ်ဟာမော်ခပ်ပိုင်ဟာမော်ခပ်စိတ်ခံတော့ပြားတယ်ဆံဝင်တော့ရှာတယ်လို့သုံးတယ်မော်ဟာတော့ပြောလို့မရဘူးနော်ဆိုတော့နောက်တစ်ခါဆိုတော့ကိုယ်တိုင်ပြောကြည့်ရမယ်ဒီကကျွန်တော်ဥပမာလေးပြောကြည့်မယ်နော်တဘောပါဝါပြီးတော့ထင်တယ်တဘောပါဝါပြီးဆိုလို့ရှိရင်ဘာဖြစ်နေမှာ object လိုက်တာ အာကရိယာရဏမှာအပြုတ်ခံတန်းစားလိုက်တာဆိုအဲ့ဒါကိုကိုယ်တိုင်ပြောကြည့်ကြမယ်ဆိုတော့အလောက်ရှာတယ်အလောက်မရသေးတရားတို့နော် အလောက်ရှာတယ်အလောက်ဟာနောင်နံလို့ခေါ်တယ်ရှာတာဟာကရိယာ object နဲ့တွန်းမှာရှာခံရတာမဟုတ်လို့ okay ဟာငံလို့ခေါ်တယ်ဟာနာမငံထိလိုက်လို့နော်ဆိုနောက်တစ်ခါပတ်စံရှင်းတယ်တမင်းစားပြီးပတ်စံရှင်းရတော့ပတ်စံရှင်းတယ်ဘယ်လိုပြောမလဲပတ်စံရှင်းတယ်ပတ်စံကနောင်ရှင်းတာကကရိယာ okay จตัง ภาษาจีนจ่ายตัวเชิ้นหนึ่งกตังอ่ะเชี่นกังนอกก็เลยจ่ายตังตังใจ่ายตัวมันยาวภาษาเปียอันนี้สวยเนาะ ภาษาเปียอันนี้สวยเช่นตังคืนตัวมันยาว คืนตัง ภาษาเปียอันนี้ดาเว้ยเงินเท่าได้สวยเนาะเงินเท่าได้สวยชช้นนี้เว้ยดีใจเป็นเงินหาเท่าชิยนขาละตัวตัวเท่าดำมือเท่าชิยนขาละมันเนาะทอนสระเท่าได้สักลงทอนเงินเงินเท่าเดียวเนาะ เงินในภาษาเนี่ยมันดูทอนเงินเงินเท่าเดียว ခေါ်မတူဘူးเนาะငွေရှားတယ်ဆိုရင်ရငွေရှားတယ်ဆိုလို့ရှိရင်ငွေဟာအရှာခံရတာမဟုတ်တော့ဟာရှားဖို့နောက်မှငွေကိုထည့်လိုက်တယ်ငွေစရာငွေတန်းစရာပတ်စံပေါ့เนาะအဲ့ကုရှိဟာငွေငွေရှားတယ်ပတ်စံရှားတယ်ဟာတန်းအဲ့လိုမျိုးတုံးသွားဒါဟာ object နေရာမှာတုံးတာဆိုတော့မိမိတို့နေတဲ့ထိုင်းစကားကိုအာငါတို့အများကြီးလေးလာရမှာလားခက်ခက်ကြီးလေးလာရမှာဆိုတွေ့နေတယ်ခက်ခက်နေမှာဒါကြောင့်အခုလိုမျိုးအဲဝက်ချက်တက်ဆောင်တဲ့တိကိုနေတုံးလို့ရှိရင်လူလေးလေးနဲ့အနိကဆုံး လုပ်ငန်းတွေမှာဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်တယ်ပေါ့နော်ကျေးဇူးတင်တယ်နောက်ထပ်သင်ခန်းစာမှာဒီဖြတ်ကောင်းကိုကြိုးစားပေးမယ်နော်